်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ9ရက်နေ့ညနေပိုင်းအားရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းမော်လိုက်မြို့နယ်မှာသိန်းငွေစစ်ဆင်ရေးကာလအတွင်းမှာစစ်တပ်စခန်း6ခုကိုတိုက်ပိုက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လနဲ့စက်တင်ဘာလတွေအတွင်းမှာမော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများကိုတော်လိုင်းတပ်ဖွဲ့များပူးပေါင်းပြီးတော့တိုင်းငတ်ဆစ်စင်ရေးအဖြစ်နဲ့ဖော်ဆောင်ခဲ့ရာထောသာရွာပြူစောတိစခန်း အော်စည်းကုံရွာစခန်းညောင်ဝန်းရွာပြူစောတိဂိတ်စခန်းနောင်ပင်ရွာစခန်းကုန်နားပင်ရွာစခန်းကုန်နဲ့တောင်ရင်ရွာဆက်တဲ့စခန်းစတဲ့စခန်း6ခုကိုတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်တိမ့်ပိုက်တာက9ခုပါတောင်အင်းစခန်းကုန်းကတော့စစ်ခွေးတွေဆုတ်ခွာထွက်ပြေးသွားတာပါစုစုပေါင်းစခန်း6ခုကိုတိမ့်ပိုက်ရရှိခဲ့ပါတယ်ထိခိုက်ဖမ်းဆီးတိမ့်စီရမိတာတွေကတော့စစ်တွေသားကထုတ်ပြန်ပါလိမ့်မယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးအနေငယ်တော့ရှိပါတယ်လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူး စီရင်တင်းမာနေတဲ့အခြေအနေတော့ရှိတယ်လို့မော်လိုက်တော်လိုင်းအင်အားစုကတာဝန်ရှိသူကရှင်းပြထားပါဗျ။သိန်းငတ်ဆက်ဆင်ရေးကိုမော်လိုက်တော်လိုင်းအင်အားစုများဖြစ်တဲ့ခရိုင်တရင်1တရင်2တရင်3တရင်4ပြည်သူ့ကာကွယ်တပ်ဖွဲ့ပတ်ကောက်ဖနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပတ်လပ်ဖတို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သိန်းငတ်ဆက်ဆင်ရေးအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကအတင်းအကျပ်ဖမ်းဆီးက စစ်မှုထမ်းခေါ်ဆောင်ခြင်းခံရတဲ့စစ်သား၄ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတဲ့အတွက်ဒေါ်လိုင်းအင်အားစုတွေဘက်ကဂုံပြုတ်စုငွေများချင်းမြင့်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ညှဉ်းပန်းတဲ့နေရာမှာနမဲဇုံးနဲ့ကြော်ကြားတဲ့မြင်းညာအချင်းဦးစီးအရာရှိဦးဝင်းနိုင်စိုးရဲ့မိသားစုဝင်အချို့နဲ့ရင်မောင်းကိုတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ9ရက်နေ့ကမြင်းညာအချင်းဦးစီးဌာနရဲ့အရာရှိ ဥဝင်နိုင်ဆိုရဲ့ဇနီးဒေါ်နီနီဝင်းမြေမယွန်းချယ်ရီဟိန်းနဲ့ရင်းမောင်းဥမင်းခန့်တို့ကိုမြင်းညာမြို့သားလမ်းပိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ရင်တွေကိုဆစ်ဆင်းရင်းနဲ့ခဏထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ကလေးကိုတော့ပြန်ပို့ဖို့လုပ်နေပါတယ်။အမျိုးသမီးကတော့ဆစ်ဆေးစရာရှိလို့ခဏထိမ့်သိမ်းထားအောင်မယ်လို့မြင်းညံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြင်းညံပတ်ကဖကပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်။ဒေသကာကွယ်တပ်ဖွဲ့တစ်ခုကထိမ့်သိမ်းထားတယ်ဆိုတာကိုပဲသိရသေးပြီးတော့အဖွဲ့နာမည်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘူးလို့ပြောပါတယ်။ ဖန်ဆင်းခံရတဲ့ဒေါနီနီဝင်းရဲ့အမျိုးသားဦးဝင်းနိုင်စိုးဟာမြင်းညာထောင်ပိုင်းကအာနာလွှဲပေးထားပြီးတော့အဆောင်မှုချုပ်လို့ထောင်မှာ၎င်းကိုခေါ်ကြတယ်လို့မြင်းညာထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတကူကပြန်လည်ပြောပြထားပါတယ်မြင်းညာထောင်မှာ၃ဘွဲ့အရာရှိ၃ဦးရှိပြီးတော့ဆက်သွယ်ရေးကိုကင်တွယ်တဲ့ဦးဝင်းကျိုင်ကွန်ဆလိတ်ရောင်းချသူအရာရှိနောက်တဦးနဲ့ညင်မန်နှိပ်ဆက်တဲ့ညင်မန်ရေးပိုင်းကိုတာဝန်ယူထားတဲ့ဦးဝင်းနိုင်စိုးစိုးသူတို့ဖြစ်တယ်လို့သိရပါတယ် ဥယျာဉ်တိုင်းဆိုကျူးလွန်ခဲ့တဲ့ဖြစ်ရက်တွေကတခုကတော့အင်းစိန်ထောင်ကနေလွတ်ရမရှိဘဲနဲ့ပြောင်းရွှေ့လာတဲ့အသက်20အရွယ်နိုင်ငံရေးအကျဉ်းသားကိုနိုင်ဝင်းထွန်းခေါ်ဖပြုတ်ကိုဥယျာဉ်တိုင်းဆိုရဲ့လက်ပါစီတွေကထောင်ထဲကနေခေါ်ယူရိုက်နှက်ခဲ့တာကြောင့်2024ခုနှစ်မှာတေဆုံးသွားတယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ကပြောပြထားပါတယ်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကလည်းသူ့ရဲ့အတွေ့အကြုံကိုပြောပြရမှာထောင်တွင်းလက်ကင်ဖုန်းတချို့အသုံးပြုမှုပေါက်ကြားတာကြောင့် ဥဝင်နိုင်စိုးနဲ့အဖွဲ့ကနိုင်ချင်းနေနေထိုင်တဲ့အဆောင်ကိုအချင်းသားတွေကိုခေါ်ထုတ်ပြီးတော့ရိုက်နှက်ခဲ့တာမို့လို့တေဆုံးသူပြန်ရောက်မလာဘဲနဲ့ပျောက်ဆုံးသွားတဲ့သူတွေလည်းရှိတယ်လို့ပြောပါတယ်အဆောင်နေမှာပြဿနာတက်ရင်ဥဝင်းနိုင်စိုးစီကိုပဲပို့ရတာနိုင်ချင်းနေဆိုရင်တော့ကျင်ဆက်တွေဘာတွေနဲ့ပါတို့တယ်နာမည်ထွက်ထားတဲ့နိုင်ချင်းနေဆိုရင်ခေါင်းကိုအဝင်မဲနဲ့အုပ်ပြီးတော့ ဘူးတဲ့ကိုခေါ်သွင်းနေဘသူရိုက်လို့ရိုက်မှန်းမသိဘူးဒဏ်ရာရတဲ့သူတွေရတေတဲ့သူတွေလည်းတေကုန်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းကဆက်လက်ရှင်းပြထားပါတယ်အခြားထောင်တွေကနေပြီးတော့ထောင်အပြောင်းရွှေ့နဲ့ရောက်လာတဲ့နိုင်ချင်းတွေကိုထောင်မှုဘဝကနေပြီးတော့နှိမ့်ဆက်ညှင်းဆဲဓာတွေကိုလည်းဥဝင်းနိုင်ဆိုရဲ့အမိန့်နဲ့ပဲလောက်တာလို့နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြတ်အပါအဝင် NLD အစိုးရရဲ့ခေါင်းဆောင်များဟာနိုင်ငံရေးအကျဉ်းသားများမဟုတ်ဘဲအချင်းပြတ်လက်စားပြီးတော့ပြစ်ဒဏ်ကြခံနေရသူများသာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ3ရက်နေ့ကရန်ကုန်မြို့မှာပြုတ်လုတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတတ်တက်ခိုင်းကအခုလိုပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။ ဒေါက်ဆန်းစုကြည်ဟာတဘာဝဘေးအန္တရာယ်ရန်ပုံငွေတွေကိုရဟတ်ရင်ဝယ်စည်းခဲ့တဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစီးဆင်းမှုမရှိဘဲအလေလွတ်များပြီးတော့ဘုံဘော်လောအထုံးပြုခဲ့သူဖြစ်ကြောင်းတက်တက်ခိုင်ကစွဆွဲပြောဆိုလိုက်ပါတယ်ကျမသိရသလောက်ပေါ့နော်ဒါက public information လည်းဖြစ်ပါတယ်ဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်ဒါပေမဲ့တကယ်တမ်းပုံမှန်တွေကနိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့် အစိုးရတရဖြစ်မှုတဲ့အချိန်မှာအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားပြီးတော့ပြည်တံကြခံနေရတာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုပြောနိုင်တယ်လဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စပဲဖြစ်ပါတယ်။လူတိုင်းလည်းသိပါတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှန်တွေနဲ့ထောင်ဒဏ်ဘလောက်ကျတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်။နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်။နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အချင်းပြက်လက်စားမှုပုံမှန်တွေနဲ့စွဲခံထားပြီးတော့တကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်အပြစ်ဒဏ်ကြခံနေရတာဖြစ်ပါတယ်လို့ က်ခိုင်ကပြောဆိုလိုက်ပါတယ်။ဒေါ်ဆန်းစုကြည်ဟာအမျိုးသားတဘာဝရန်ပုံငွေများကိုအလေးအလွင့်ဖြစ်စေရမှာစီမံခန့်ခွဲရန်တာဝန်ရှိတဲ့အတွက်ပြစ်ဒဏ်ချတရားစွဲခံရခြင်းဖြစ်တယ်လို့တက်တက်ခိုင်ကပြောဆိုလိုက်ပါတယ်။ဝင်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝင်ကြီးဌာနရိုင်းရဲ့ဘတ်ဂျက်ရဲ့ဆယ်ရာခိုင်နှုန်းကိုပြန်နှုတ်လိုက်ပြီးတော့အဲ့ဒီဆယ်ရာခိုင်နှုန်းကိုအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေတွေကိုထည့်လိုက်တာပေါ့နော်။ထည့်လိုက်ပြီးတော့မှကိုဗစ်ရန်ပုံငွေဆိုပြီးတော့ ထရီလီယံနဲ့ခြေပြေရှိပါတယ်ရှိတဲ့အခါကျတော့အဲ့ဒီငွေတွေကပုံနေတဲ့အခါကျတော့တကယ်တမ်းလောက်ရမှာကတဘာဝဘေးချော့ပေါ်ရေးဆိုတာမှာလမ်းတွေကိုလည်းရာသီဥတုဒဏ်ခံနိုင်အောင်အဆောက်အုံတွေကိုလည်းငလျေဒဏ်ခံနိုင်အောင်ရာသီဥတုဒဏ်ခံနိုင်အောင်မုံတိုင်းဒဏ်ခံနိုင်အောင်တဘာဝဘေးအန္တရာယ်ဒဏ်တွေကိုခံနိုင်အောင်အဲ့ဒါတွေကိုစောင့်ကြရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီရမုံငွေတွေကိုဆုံးဖြတ်ချက်ချကြတဲ့သူတွေက Husky ဝယ်တယ်တို့ပြီးလို့ရှိရင်တခြားသူ့ခေါင်းစဉ်နဲ့မကြိုက်ဘဲနဲ့အသုံးပြုခဲ့တာတွေမလိုအပ်တဲ့အလေအလွတ်စစ်ဆေးပေါ်ပေါက်လာပါတယ်ရှင့် စစ်ဆေးပေါ်ပေါက်လာပြီးတော့နောက်ဆုံးတော့ဒီ Husky စီးဖို့အတွက် Andy Dawson စုကြည်စီးဖို့ပေါ့နိုင်ငံတော်ပိုင်တဲ့ရဟတ်ရင်ဆိုပြီးတော့ဝယ်တာဖြစ်ပါတယ်သို့တော်လည်းတကယ်ဝယ်တဲ့လူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transition လုပ်တဲ့အချိန်မှာအလေအလွတ်တွေများပြီးတော့မှစစ်ဆေးပေါ်ပေါက်တာတွေအများကြီးပဲရှိပါတယ်အဲ့ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတယ်လဲဆိုရင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာဘောလို့ တက်တက်ခိုင်ကပြောဆိုလိုက်ပါတယ် NLD အစိုးရလက်ထက်မှာနိုင်ငံတကာကအကူအညီရန်ပုံငွေများအများအပြားရရှိခဲ့ပြီးတော့ဗန်ဒါယေးစီမင်းများနဲ့မကိုက်ညီပဲတုံးဆွဲခဲ့ကြောင်းသူကဆက်လက်ပြောပြထားပါတယ် NLD ခေတုံးကတော့ဒီရန်ပုံငွေကပိုရှံပြီးတော့ကိုဗစ်လည်းဖြစ်တယ်အဲ့ဒီအချိန်မှာကိုဗစ်ကြောင့်မဟုတ်လို့နိုင်ငံတကာအကူအညီရရတာလည်းပါပါတယ်ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ်နောက်ပြီးတော့ ODA Official Development Assistant နေဖွံ့ဖြိုးမှုအတွက်တရားဝင်ပေးတဲ့အကူအညီတွေဒါတွေအများကြီးရတယ် ပြီးလို့ရှိရင် technical assistant နေလဲအများကြီးရတယ်ရတဲ့အချိန်မှာငွေတွေကဘုံဘော်လောဖြစ်တဲ့သဘောဖြစ်ပါတယ်အဲ့လိုဖြစ်ပြီးတော့သုံးဆွဲတာတွေမှာနည်းနည်းစီစီစစ်စစ်နဲ့ဗန္ဒာရေးစီးမြင့်နဲ့မကညီပဲနဲ့သုံးဆွဲတာတွေဒါတွေကိုတာဝန်ခံရတာတွေရှိပါတယ်လို့တသက်ခိုင်ကပြောဆိုလိုက်ပါတယ်တသက်ခိုင်ဟာ2015ခုနှစ်မှာ NLD ပါတီရဲ့ဒဂုံမျိုးနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရရှိခဲ့ပြီးတော့2019ခုနှစ်မှာ NLD ပါတီကနေနှုတ်ထွက်ခဲ့သူဖြစ်တယ်လို့သိရပါတယ် 2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပြီးတော့2020ရွေးကောက်ပွဲမှာတသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရတခုမှအနိုင်မရပဲနဲ့ခွက်ခွက်လန်အောင်ရှုံးနေခဲ့တယ်လို့သိရပါဗျ။တသက်ခိုင်ဟာ2020ခုနှစ်အာနာသိမ့်မှုဖြစ်ပွားပြီးတဲ့နောက်စေကောင်စီမှလူမှုဝန်ထမ်းကဲဆဲရေးနဲ့ပြန်လည်နေရချထားဝင်ကြီးဖြစ်လာခဲ့ပြီးတော့2023ခုနှစ်ဩဂတ်လ3ရက်နေ့မှာဟိုတယ်နဲ့ခီးသွားလာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်နဲ့ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကဝင်ကြီးရာထူးတာဝန်များကနေပြီးတော့အနာပေးခြင်းခံခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့နယ်ဖားကန့်မြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကရာဇဝဲကျင့်ထုံးဥပဒေပုံမှန်144နဲ့ညမထွက်ရအမိန့်ကိုအော်တိုဘားလ10ရက်နေ့မှာပြန်လည်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကဇူလိုင်လ31ရက်နေ့မှာစစ်အုပ်ချုပ်ရေးအမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးတဲ့နောက်တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ညမထွက်ရအမိန့်များကိုပြန်လည်ရုပ်သိမ်းခဲ့တော့လေမြေကြီးနားနဲ့ဖားကန့်မြို့နယ်တို့မှာ အခုခါညမထွက်ရအမိတ်ကိုပြန်လည်ထုတ်ပြန်လိုက်ချင်းဖြစ်တယ်လို့သိရပါဗျ။မြေကြီးနားနဲ့ဖားကံမျိုးတို့ရဲ့ညမထွက်ရအမိတ်ဟာနေ့စဉ်ည10နာရီကနေမနက်4နာရီအထိဖြစ်ပြီးတော့လူ9ဦးသို့မဟုတ်9ဦးထက်ပိုပြီးတော့မြို့နယ်အတွင်းလမ်းမကြီးများအများပြည်သူသွားလာရလမ်းလမ်းသွဲလမ်းကြားဥယျာဉ်သို့မဟုတ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာများမှာ လူစုလူဝေးပြုတ်လုချင်းမပြုတ်လုရန်မြေကြီးနားနဲ့ဖားကံမြို့နယ်အတွင်းစုဝေးချင်းဟောပြောချင်းဖျက်ဆီးချင်းရုံရင်းစံခတ်ပြုတ်မှုချင်းများကိုစစ်တပ်ကတားမြစ်ထားတယ်လို့သိရပါတယ်။မြေကြီးနားနဲ့ဖားကံမြို့နယ်နဲနမိတ်အတွင်းမှာအများပြည်သူတွေရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပြက်ပြားစေရန်ပြုတ်မှုချင်းအခုလိုပြုတ်မှုဆောင်ရွက်ခြင်းဟာတင်းကျပ်အေးချမ်းရေးအများပြည်သူရဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေးချမ်းတရားရေးကိုထိခိုက်စေတဲ့အပြင်ရုံရင်ဆန်ကမှုများကိုဖြစ်ပွားစေနိုင်တယ်လို့ယုံကြည်ယူဆရာကြောင်းအကြောင်းပြချက်ပေးထားပါတယ်။ မြေကြီးနားမြို့ပေါ်မှာတော့ရာဇဝတ်မှုတွေပေါ်လာတယ်ခုံးမှုတွေလူရဲမှုနဲ့ဓမြတိုက်မှုတွေလည်းပေါ်လာတယ်နောက်ပြီးတော့အစိုးဆုံးကတော့မူရည်စေဝါတွေတအားပေါ်လာတာပဲလူငယ်မှန်သမျှမူရည်စေဝါတုံးကြတာမူရည်စေဝါကလည်းကွင်းရဆိုင်မှာတော့အလွဲတကူဝဲလို့ရနေပြီလို့မြေကြီးနားမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တအုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ဘော်ဒါဆောင်ကျောင်းကိုစစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲချခဲ့ရာကျောင်းသား၃ဦးနဲ့မတန်ဆွမ်းအမျိုးသမီး၃ဦးတို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ၈ရက်နေ့ညနေ6:59မိနစ်အချိန်ညနေ6:59မိနစ်အချိန်နဲ့ ည9နာရီ3မိနစ်အချိန်တို့မှာစစ်ခွေးတပ်ကမင်းတပ်မြို့နယ်တိုက်နယ်နှစ်မှာရှိတဲ့ခြေရွာနှစ်ခုကိုလေးချောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ခြေရွာထဲမှာရှိတဲ့ဘော်ဒါဆောင်ကျောင်းကိုဘုံများကြရောက်ပောက်ကွဲပြီးတော့ပညာသင်ကြားနေတဲ့ကျောင်းသား3ဦးနဲ့မတန်ဆွမ်းအမျိုးသမီး2ဦးတို့တေဆုံးခဲ့ပြီး10ဦးကျော်ဟာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းဘော်ဒါဆောင်စာတင်ကျောင်းများအပါအဝင်နေအိမ်ချောင်းလုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲစစ်တပ်ကအော်တိုဘားလ၈ရက်နေ့က စစ်ခွေးတက်ကကြောင်မဲမြုံနယ်မှာရှိတဲ့နမ်မန်းတရားကိုလေးချောင်းကနေပြီးတော့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာတရားကိုထိမှန်ပြက်စီးသွားခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတက်ကကြောင်မဲမြုံနယ်မှာရှိတဲ့နမ်မန်းတရားကို10276စစ်စင်ရေးအပိုင်းနယ်မှာပထမအချိန်မိုင်းခွဲဖြက်စီးခဲ့ပြီးတဲ့နောက်အခုအခါမှာတော့ဒုတိယအချိန်အဖြစ်လေးချောင်းကိုအုံပြပြီးလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကအဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်အဲ့ဒီတရားဟာပြက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမော်လိုက်မြို့နယ်မှာစစ်မှုရန်တပ်သားတဲ့တအူပြူစော်ဒီနှစ်ဦးနဲ့ဇေအိမ်မူတအူတို့ဟာလက်နက်6လိုက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလအတွင်းမှာစစ်တပ်ရဲ့ခလိုက်ရနှစ်နှစ်နှစ်တိုင်ရင်ကစစ်မှုရန်တပ်သားတဲ့ကိုဟန်ထေးဦးဟာ MA အမျိုးအစားတက်နေတက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်လို့သိရပါဗါးအလားတူပဲမော်လိုက်မြို့နယ်ဂျိုးပင်ကုန်းရွာကစေအိမ်မူကိုကျော်မင်းထေးဟာလည်းတက်နေတက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါဗါးဒါအပြင်မော်လိုက်မြို့နယ်ရွာသိရွာကပြူစောတိတက်သားတဲ့ကိုမင်းစော်ထုံးနဲ့နောင်မင်းရွာကပြူစောတိကိုလွင်မိုးတို့ဟာလည်းတနက်၃လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးစစ်မှုထမ်းတပ်သားတဲ့များနဲ့စေအိမ်မူများဟာ ။တိုင်းငါဆက်စင်ရေးအတွင်းမှာ၎င်းတို့ကန်ဆောင်ထားတဲ့လက်နက်ခဲရတဲ့အတူဒေါ်လာရေးတပ်ဖွဲ့ထမ်းမှာအလင်းဝင်လာတဲ့အတွက်ကြောင့်ဂုံပြုစုငွေများချင်းမြဲပေးခဲ့တယ်လို့သိရပါဗျ။အကုံလုံးကစက်တမလာအတွင်းမှာသူတို့ကန်ဆောင်တဲ့လက်နက်တွေကိုယူဆောင်လာပြီးတော့တော်လိုင်းရဲတပ်ဖွဲ့ဒေစီကိုအလင်းဝင်ရောက်လာတာပါလက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာတော်လိုင်းရဲတပ်ဖွဲ့တွေကဂုံပြုစုငွေတွေချင်းမြင့်ထားတယ်လို့သိရတယ်လို့ Moreline Revolutions ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲတနင်္လာရီတိုင်းပလောမြို့နယ်မှာ ခလာရတရတတရင်ကစစ်မှုရန်တပ်သားတဲ့တအူးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗိတ်တော်ဝေခရိုင်ကသတင်းထုတ်ပြန်ထားပါရယ်အော်တိုဘားလ6ရက်နေ့မှာဘလောမြို့နယ်မှာစစ်ခွေးတပ်ရဲ့ခလာရတရတတရင်ကစစ်မှုရန်တပ်သားတဲ့တအူးဟာ KNL တပ်မဟာလေး KNDO တရင်ခွန်ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါရယ်အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့ဟာ MA1 အမျိုးအစားတနက်တလက်ကြီပေါက်၄ခုနဲ့ကြီများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက် ဂုံပြုစုဝင်များပေးအပ်ချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတွေဟာအကြမ်းဖက်စစ်တပ်ကအတင်းအဓမ္မဖမ်းဆီးခံခဲ့ရပြီးတော့စစ်တပ်ထဲကိုပို့ဆောင်ခံထားရသူဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ထဲကိုအကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုတန်းခိုင်းစေခံနေရတဲ့တပ်သားများအနေနဲ့မိမိတို့နဲ့နီးဆက်ရာတော်လိုင်းတပ်များထံမှရရနီးလန်းတဲ့လက်နက်ချအလင်းဝင်ပူးပေါင်းကြရန် KNU ကရဲ့အမျိုးသားအစည်းအရုံးကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ